ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့ခေါ်သံအွန်လိုင်းမဂဇင်းတွင် ဖော်ပြထားတဲ့ဆရာဆိုင်မန်ရေးသားထားတဲ့အသက်တွေနဲ့လောင်းကြီးထက်ရတဲ့ဂိမ်းဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်အသက်တွေနဲ့လောင်းကြီးထက်ရတဲ့ဂိမ်းမိဘကြောင့်မအလောက်ရှုံနေတော့ရုတ်တရက်ဖုန်းဝင်လာတော့ကျွန်တော်ဖုန်းကိုတစ်ချက်ထုတ်စစ်မိလိုက်တယ် တိတ်အေးမကြည့်တဲ့ဖုန်းဆို နောက်မှပြန်ဆက်ဖို့ဒါမှမဟုတ်စာချန်ခဲ့ဖို့ပြောမယ်ဆိုပြီးဖုန်းကိုကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော်ဖုန်းခေါ်တဲ့သူက ကျွန်တော်ဦးလေးဖြစ်နေတယ်ပုံမှန်ဆိုမိဘကြောင့်မှ busy ဖြစ်တတ်တဲ့ last time လို့အချိန်မျိုးမှာကျွန်တော်ဦးလေးကဖုန်းခေါ်လေးခေါ်တာမရှိတာကြောင့်ခုလိုသူ့ရဲ့ကောက်ကိုမြင်တော့သူတခုခုအရေးကြီးတာများ ပြောစရာရှိလို့လားမသိဘူးဆိုပြီးကျွန်တော်လဲချက်ချင်းကောက်ကင်လိုက်တယ်ဟယ်လိုဦးလေးပြောအေးဟေးအောင်ငါမင်းကိုပြောစရာရှိလို့မင်းစိတ်ကိုတော့ငြိမ်ငြိမ်ထားကွာမင်းအဖေဆုံးပြီဗျာအေးဟုတ်တယ်မင်းအမေငါစီဖုံးဆက်တာခုနကပဲမင်းအဖေဆုံးသွားပြီတွေး မင်းစိတ်ကိုလျှော့ထားကွာငါတော့မင်းအစမြန်မာပြည်ကို ပြန်ပေးမယ်မင်းကစာအုပ်တက်တန်းတိုးတာလဲမရသေးဘူးဆိုတော့မင်းအစငါပဲမိမိသားစုစီပြန်ပြီးသူတို့လိုတာကိုလုပ်ပေးမယ်ကျွန်တော်ဟုတ်ကဲ့လို့ပြောလိုက်တာလားအဲ့နောက်ပိုင်းကျွန်တော်ဘာတွေဆက်ပြောမိလဲဆိုတာခုထိပြန်စဉ်းစားလို့မမှတ်မိတော့ဘူးမမှတ်မိတာတခုကတော့ အဖေဆုံးပြီဆိုတဲ့အတန်ကိုကြားကြားချင်းအရင်ဆုံးကျွန်တော်မျက်လုံးနဲ့အဖေပုံရိပ်တီကတဖြက်ဖြက်နဲ့ပြန်ပြီးမြင်ရောက်လာတာပါပဲလွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲအဖေနဲ့ဖုန်းပြောဖြစ်တယ်အဖေက အသက်ကိုဆေးဖြတ်နေရပြီဆိုတာကြောင့်အဖေကို ကျမ်းမအောင်နေဖို့နဲ့ပြန်လာရင်ကျွန်တော်တို့တာဖာအတူတူတောက်ပြီးအဖေအရန်ကြိုက်တယ် ခင်ဝမ်းရဲ့ဆလမုန်ငါတို့အပြန်တခြင်းကို အတူတူဆိုကြမယ်ဆိုပြီးပြောခဲ့ကြသေးတယ်။အခုတော့အဖေဆုံးပြီတယ်။တကယ်တော့ဒီနေ့မှာအဖေရဲ့လက်ရှိကျန်းမာရေးအခြေအနေကြောင့်အဖေရဲ့နာရီသတင်းကိုကြားရမယ်ဆိုတာကြိုသိပြီးသားပါ။ဒါကြောင့်လဲစိတ်ကိုတတ်နိုင်သလောက်လျှော့ထားတယ်ဆိုပေမဲ့ဒါကြောင့်လဲ စိတ်ကိုတတ်နိုင်သလားလျှော့ထားတယ်ဆိုပေမဲ့တကယ်တမ်းရုတ်တရက်ဆုံးပြီဆိုတဲ့အတန်ကိုကြားလိုက်တော့ကျွန်တော်အတော်လေးလျှော့ရတယ်ကျွန်တော်ထိုင်ပြီးငုံမိတယ်နောက်ပြီးအမေစီလည်းဖုန်းဆက်ရင်းအမေစကားပြောမိတယ်စိတ်တမကြဘူးနဲ့ကျွန်တော်တို့ရှိသေးတယ်ဆိုတဲ့အကြောင်းပေါ်ဒါပေမဲ့ ဘလို့ပဲကျွန်တော်ရှိတယ်ပြောပြောအမေအနေနဲ့သူဆုံးရှုံးလိုက်ရတာက သူ့ရဲ့ငယ်ချစ်လေးဖြစ်ငယ်လင်ငယ်မယားလေးဖြစ်ပြီးနှစ်ပေါင်းများစွာတန်ရုံးစီနေနဲ့အတူရှိခဲ့တဲ့သူကိုဆုံးရှုံးလိုက်ရတာလေဒီနေရာမှာကျွန်တော်အဖေကသူအသက်ရှင်နေမှာမိသားစုအပေါ်တာဝန်ကျေခဲ့သည်ဖြစ်စေတာဝန်မကျေခဲ့သည်ဖြစ်စေအမေအနေနဲ့ကတော့ အိမ်တအိမ်ရဲ့မိသားစုတစုရဲ့အိမ်ဦးနှက်ကို ဆုံးရှုံးလိုက်ရတာပဲဖြစ်တယ်။တနေ့ကအမေရိကန်စစ်ကားတကားကို ကြည့်မိတယ်။အဲ့ဒီစစ်ကားထဲမှာရင်နဲ့ထိတဲ့အခန်းတစ်ခုကမိမိလင်ယောက်ျားတွေရှေ့လမ်းကိုသွားချိန်မှာနောက်တန်းမှာကျန်ခဲ့တဲ့မိမဖြစ်တဲ့သူတွေစီကြာဆုံးစစ်သည်တွေရဲ့တရင်ကို လာပြီးအကြောင်းကြားစာပို့တဲ့ကားဝင်လာတဲ့အခန်းမှာ ဘယ်သူကြာသွားမှမသိပေမဲ့အဲ့ဒီကားကစစ်တပ်ရဲ့အိမ်တော်တဲ့လိုင်းကမ်းထဲကိုဝင်လာရင်အိမ်ထဲမှာရှိတဲ့မိန်းမဖြစ်တဲ့သူတွေကမှန်ပြင်းပေါက်ကနေချောင်းကြည့်ပြီးသူတို့အိမ်ရှိမှာအဲ့ဒီကားမရက်ဖို့ကိုစူတောင်းကြတယ်သူတို့အိမ်ရှိကနေကားကကျော်သွားတော့မှ မိန်းမဖြစ်သူရဲ့စိတ်ထဲကစိုးရိမ်ပူပန်မှုတွေလဲကြာသွားတာကိုမြင်ရတယ်လို့ အိမ်ရှိမှကားကိုရက်လိုက်ပြီဆိုရင်လေအိမ်ထဲကမိမဖြစ်သူကအယုတ်ကျိုးပြန်ငိုကြွေးတော့တာပဲရှေ့ထဲမှာစစ်သွားတိုက်တဲ့မိမိယောက်ျားရဲ့တည်င်းစိုးကိုဘယ်သူကမှကြားချင်မှမဟုတ်တလို့ဒီလိုတည်င်းစကားကို လာပြောတဲ့သူတွေကလည်းမပြောရက်ဘူးမပြောချင်ဘူးဆိုတဲ့စကားတွေကဇဝင်ကန်းရဲ့ပြည်ပြင်းချက်က တကယ်အပြင်ကဘဝတွေကိုမြင်ရသလိုပါပဲကိုရဲဘော်ကိုလုတ်ဘော်ကင်ဘန်းကြာသွားတယ်ဆိုတဲ့သတင်းကဝမ်းသာတရားစတဲ့မဟုတ်တဲ့အတွက်လာပြောတဲ့သူတွေကလည်းပြောရတာဝမ်းနေသလိုဒီသတင်းစကားကိုကြားရတဲ့မိသားစုအနေနဲ့လည်းသူတို့ရဲ့ပူဆွေးဝမ်းနေမှုက အတိုင်းအဆမရှိဘူးဒီလိုခံစားချက်နဲ့အတွေ့အကြုံကို ကိုဘကရဲဘော်တွေကြာချိန်မှာအမြဲလိုကြုံတွေ့ခဲ့ရတယ်။ဥပမာကျွန်တော်တို့တငယ်ချင်းတွေကတယောက်ယောက်ရှေ့တန်းမှာကျသွားပြီဆိုရင်နောက်တန်းကသူ့မိသားစုကိုတရင်စကားပါပြီးသူ့လင်သူသားကြာဆုံးသွားကြောင်းကိုပြောဖို့အတွက်ကျွန်တော်တို့မှလည်းအတော်လေးအားယူရတယ်။ကျွန်တော်အဖေလိုသူ့အချင်းတွေက လက်လို့ရတော့မယ်ဆိုတာကိုသိပြီးကြံရင့်မဲ့မိသားစုကကိုစိတ်ကိုကြိုးပြီးပြင်ထားခဲ့တာတောင်းတကယ်တမ်းသူတက်သွားတဲ့အချိန်မှာကျွန်တော်တို့ကနာကျင်ရတယ်ဆိုရင်ရှေတန်းကမိမိရဲ့လင်းယောက်ျားမိမိရဲ့တာသမီကြာသွားပြီဆိုတဲ့သတင်းကိုရုတ်တရက်ကြားလိုက်ရတဲ့မိသားစုရဲ့ခံစားချက်ကတော့အထူးပြောစရာ မရှိဘူးမဟုတ်လား အမှန်တိုင်းပြောရင်ဒီအချင်းနေကြီးကို အဆုံးသတ်ချင်ပြီတိုက်ပွဲအလီလီနဲ့အောင်မြင်မှုတွေလည်းရတယ်ဆိုပေမဲ့ဒီလိုအောင်မြင်မှုတွေရဲ့နောက်မှာပေးဆက်ထားရတဲ့ရဲဘော်တွေရဲ့အသက်တွေကလည်းမနည်းသလိုသူတို့ကြဆုံးပြီဆိုတာကို ပြောရတိုင်းနာကျင်ရတဲ့ခံစားချက်တွေကလည်းမနည်းဘူးဒါပေမဲ့ပွဲမပြီးမချင်း ကျွန်တော်တို့တွေဆက်ပြီးတက်ရမှာဖြစ်တယ်လို့အဲ့ဒီနောက်ဆက်တွဲဖြစ်တဲ့အောင်ပွဲတွေနဲ့အတူကိုယ့်ဘက်ကရဲဘော်တွေရဲ့ပေးဆက်အနစ်နာခံရတဲ့တည်င်းတွေကလည်းဆက်ပြီးကြားနေရအောင်မှဖြစ်တယ်စပွဲဆိုတာအသက်တွေနဲ့လောင်းကြီးထပ်ထားရတဲ့ဂိမ်းတစ်ခုပဲမဟုတ်လားဒါပေမဲ့မတူတာတစ်ခုကဒီဂိမ်းကတည်ပြီးပြန်မရှင်တော့တာပဲ 在吗？